ုတင်ဆက်ပေးမှာကတော့ဇွန်လဒုတိယပတ်မှာမင်္ဂလာဆောင်တော့မဲ့ပိုင်ကွန်တို့ဇနီးမောင်နှံကချစ်စရာဆုံးတဲ့ပုံလေးတွေပြသပြီးတော့ချပြလာတယ်ဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်။ပြည်ရင်းပြည်ပပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့နိုင်ငံကြောင်မင်းသားပိုင်ကွန်နဲ့မတ်လင်းမြဖြူအယ်စမိုင်းတို့ရဲ့ချစ်စရာဆုံးတဲ့ပုံလေးတွေကိုပရိသတ်ကိုချပြလာပါတယ်။သူတို့ရဲ့ချစ်သူဆုံးတွေရဲ့မင်္ဂလာမောင်ကွတင်လက်မှတ်အေးထုတ်ပွဲကိုလည်းယခုနှစ်ဖေဖော်ဝါရီလ25ရက်နေ့မှာကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာ29ရက်ကပိုင်းတခွန်းနဲ့ချစ်သူလေးမြအဖို့ရဲ့မြန်မာရွေးရာထုံးတမ်းအစဉ်လာအတိုင်းဆစ်ဆက်တောင်းရမင်္ဂလာကိုကျင်းပခဲ့ရတဲ့ဖြစ်ပါတယ်။လာမယ့်ဆွန်လဒုတိယပတ်မှာတော့မင်္ဂလာပွဲကြီးကိုကြီးကျယ်ခမ်းနားစွာကျင်းပသွားမယ်လို့သိရပါတယ်။ပရိသတ်ကြီးတို့ညွှန်ပြလိုက်ပါတယ်နော်။ခုတင်ဆက်ပေးမှာကတော့နီနီခင်စောရဲ့ငါးခွေမြောင် Phoenix Album Launch နဲ့ Fan Meeting နဲ့ Greek ပွဲအခမ်းအနားလေးကိုကျင်းပခဲ့ရတဲ့သတင်းလေးပါ ဂီတလန်ချောင်းပေါ်မှာအသံအားကောင်းကောင်းနဲ့ပရိသတ်ကိုဆွဲဆောင်ခဲ့တဲ့အစရောနီနီခင်စောရဲ့ငါးခွေမြား4နဲ့ Alban Lounge နဲ့ Fan Meet and Greet ဝဲခန္ဓာကရောအမီလာ30ရက်နေ့ညနေ3နာရီမှာရန်ကုန်မြို့ Time City Jewelry Mall Indoor Promotion Area မှာကျင်းပခဲ့ပါတယ်။နီရဲ့4နဲ့ Alban မှာက2019ခုနှစ်ထက်ကပြင်ဆင်ခဲ့တဲ့အခွေပါ။နီနီရဲ့ဘဝအထူးခြားတဲ့အခွေလေးပါ။နီနီရဲ့ Fullness ကကိုယ့်ရဲ့အသွေးသားဖြစ်တဲ့ကိုယ့်ရဲ့ပြရုပ်ဖြစ်တဲ့ကိုယ့်ရဲ့ Energy ရွှေစုပြီးထည့်ထားတဲ့အခွေပါ။ ဒီ energy မှာအများကြီးပါပါတယ်ခု2025ခုနှစ်ပြည်သက်လက်ထဲကိုပေးအပ်တာလို့ပြောရပါမယ်စိတ်တိုင်းကြဆုံးတခြင်းတွေပါဝင်ပါတယ်တိုက်တက်တခြင်းကိုရောနီနီကိုရိုင်းရေးထားတာပါဂုံဖော်ခဲ့တဲ့စကလုံးတွေစာသားတွေပါဝင်ပါတယ်လို့အစိုးရနီနီခင်စောကပြောပါတယ်စူပါခန်းနာမှာအနုပညာရှင်တွေဖြစ်တဲ့အောင်ထက် The Sky Haley ဖြိုးပြေဆောင်တောင်းဝေမြစ်ဆန်နီ River ကောင်ဝဲထက်အင်စလီ Jewel ဇင်အောင်စားတဲ့သူတွေကအမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပါတယ်ဒီသချင်းခွေမှာတေးသချင်း၁၀ဘောပါဝင်တာဖြစ်ပြီးတော့တေးသေးဆရာရွှေကျော်ကျော်အလင်း နနေခင်သောစားရသူရေးသားပေးထားပါတယ်။သူမကတော့လာရောက်ကြတဲ့ပရိသတ်တွေတက်တည်တချင်းတွေဒီဆိုဖျော်ပြခဲ့ပြီးတီရှပ်တွေကိုလည်း limited လက်ဆောင်ပေးရခဲ့လို့သိရပါတယ်။ပရိသတ်ကြီးတွေညှောက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးကြတာကတော့မြိုင်းမဟာမင်းမောင်နဲ့ဖော်ထုတ်ခဲ့သောအမှုများဇာတ်လမ်းတွေရဲ့ grow ပွဲပေးတဲ့ခန္ဓာကျင်းပါတယ်ဆိုတဲ့သတင်းလေးပါ Hack Flame Production ကမှုခင်းစုံတော့ဇာတ်လမ်းပုံစံမြိုင်းမဟာမင်းမောင်နဲ့ဖော်ထုတ်ခဲ့သောအမှုများဇာတ်လမ်းတွေ ဂရော့ပွဲပြီးတဲ့အခါနောက်ကတော့စနစ်စွန်လာတည့်ရဲ့နနက်၈နာရီကအရင်ကမျိုးတင်ငန်းကျွတ်မြို့နယ်စိုက်ကစံပြားမှာကျင်းပခဲ့ပါရယ်။မှုကင်းဆောင်သောဇလန်းပုံစံတွေပါရှေခစ်ဝက်စားပိုင်းဇက်ပုံစံဖြစ်လို့ location တွေပိုင်းကအစားတည်တည်ကြာကြာအသေးစိတ်စီစဉ်ထားပါရယ်။ဇလန်းအပိုင်းဆက်ဆိုပြီးမဲ့ဒီပိုင်းစီမှာစိုက်အိမ်တစ်ခုစီပါမှာပါ။ပရိသတ်အကြိုက်တွေ့စီမဲ့ဇလန်းလေးပါလို့ပြုံးဆောင်စနန်ကပြောပါရယ်။ဇလန်းဇညွန်းတနုတ်ကိုကိုစောရိုက်ကွင်းဇညွန်းဟိမန်ဟိနဲ့ ပြည့်ဦးငွေဒါရိုက်တာကျော်စားကရန်ကုန်မြို့အစွန်လ၂ရက်မှာအပိုင်းဆိုင်ကူစာရန်ကုန်မြို့မှာရဲ့ကူပုံဖော်သွားမှာဖြစ်ပါတယ်။တယောက်ဆောင်နေဖြစ်တဲ့စနိုင်းစူပန်ထရာပွင့်နေဒီမှာရွှေကိန်းကြီးထူကြဖုံးရှံကျော်စင်ထော့ဒေါင်းဝေဟန်ဆက်လူမျိုးကိုဂျွန်အကဲမီဝဝအောင်ဦးဝင်းမြိုင်ဘိုးကျော်တန်နေဇော်ထုံမင်းသူရကျော်ဟိန်းစိဟိန်းအောင်တာပေါ့ဇော်ပိုင်ခိကိုအောင်ပြေရှံဇော်ဝိုင်းအောင်ကောင်းဆက်ဆိုင်းထက်ခွန်လီ ဆိုင်ဝနာယွန်းတရာချေကံကိုပြေစုံတုံတုံချစ်ဆုဆုဟန်ဒေါခင်အောင်မြင့်မတ်မြိုနန်းမြင့်ဝဝဝင်းခင်ခင်ပြားနဲ့တိဥဆောင်များစွာပါဝင်ထားကြပါတယ်ပရိသတ်ကြီးတို့ညဝေတင်ဆက်လိုက်ပါရရှင်အခုတင်ဆက်ပေးမှာကတော့ပြိုလဲလူနီးပါအမှုပညာလောကကြီးကိုလေးနှစ်တွင်ပုံမှန်အနေထားရအောင်ဆွဲတင်နိုင်ခဲ့ပြီးရုပ်ရှင်ဇာတ်ကအဆင့်တန်းတွေကလည်းအရင်ခင်ကထက်ပုံမှန်ကောင်းမွန်လာခဲ့ကြအောင်ပြန်ကြိုင်းဝင်ပြီးပြောကြရတဲ့ဆိုတဲ့သတင်းလေးပါ ြိုလဲလူမျိုးအဖြစ်နေတဲ့အနုပညာလောကကြီးကို၄နှစ်အတွင်းမှာပုံမှန်ဒီထားရောက်ရှိအောင်ဆွဲတင်နိုင်ခဲ့ပြီးတော့ရုပ်ရှင်ဇာတ်ကားအဆင့်တန်းတွေကိုလည်းရခင်ထက်ပုံမကောင်းမလာကြောင်းပြန်ကြိုင်းဝန်ကြီးဌာနပြောင်စုဝန်ကြီးဦးမောင်မောင်ကမေလာ31နှစ်မှာပြုလုပ်တဲ့ငလှင်အလုံးမြမစီပွားရေးပြန်လည်ကုစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းသုံးသက်စနစ်ပွဲမှာရရှိလာသည့်ရလဒ်များအပေါ်သက္ကဝိုင်းဆွေးနွေးခြင်းခန်းနာမှာပြောကြားခဲ့ပါတယ်။အဲကျွန်တော်နဲ့ကျွန်တော်နယ်ပယ်မှာဆိုရင်ရုပ်ရှင်စာပေဂီတပြိုလဲလူနီးပါးဖြစ်နေတဲ့ ဒီနုပညာလောကကြီးကိုဒီလေးနှစ်မှာပုံမှန်နေထားအောင်ကျွန်တော်တို့ဆွဲတင်နိုင်ခဲ့ပါတယ်။ဒါကလည်းမီဒီယာပါပဲ။ဒီနေ့ဆိုရင်ရှင်လောကကြီးမှာတတော်ကုန်နုပညာအရေးအသွေးတွေအလောက်ကိုင်ခွင့်လန်းပြီးပြန်လည်ရပြီးတော့မှအခုဆိုရင်ဇက်ကအဆင့်တန်းတွေကရခင်နှစ်ထက်ပိုပြီးကောင်းမလာပါတယ်။ဆိုပြီးတော့ဥမမအောင်ကပြောပါတယ်။ရခင်ကပြန်ကြားရေးဝန်ကြီးဌာနရဲ့အတော်ဝန်ကပြန်ကြားပေးခြင်းဖြောပြပေးခြင်းအသိပညာပေးခြင်းကိုသာဆောင်ရွက်နေရပြီးခဲ့တဲ့၄နှစ်တာကာလအတွင်းမှာနိုင်ငံတော်မီဒီယာအသွင်ပြောင်းလဲခဲ့ပြီးနိုင်ငံတော်ပုံရိပ်တက်စေဖို့စီပါရေးကျန်းမာရေးအနုပညာအပြင် ကဏ္ဍပေါင်းစုံမှာပါဝင်ဆောင်ရွက်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ရင်းကဲ့သို့ဆောင်ရွက်မှုတွေကြောင့်ငလင်အလွန်မြန်မာစီးပွားရေးပြန်လည်ကုစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲအထိအ धिक နေရာကပါဝင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီးတော့အခုဖိုရမ်မှာရရှိလာတဲ့ဆွေးနွေးချက်တွေကိုလည်းသက်ဆိုင်နယ်ပယ်လိုက်သိရှိစေဖို့ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြည်အောင်စုဝင်ကြီးကပြောကြားပါတယ်။ပြည်သက်ကြီးတို့မျှော်ပေးလိုက်ပါတယ်ရှင်။အခုတင်ဆက်ပေးမှာကတော့မလေးရှားမှာထောင်ချခဲ့တဲ့မြန်မာစတားစီဇန်2ရဲ့ပထမဆုရှင် Anfarum Jaw ဦးပါ ဂီတလန်ချောင်းမော်ကရပ်ပုံသေးရကိုမြေတော်မြောက်ပေးနေတဲ့မြန်မာစတားစီဇန်2 Grand Final ပွဲကိုမေလာ9ရက်အညပိုင်းကရန်ကုန်မြို့မှာရှိနေတဲ့ Studio Covers မှာကျင်းပခဲ့ရာမြန်မာစတားစီဇန်2ရဲ့အစုချင်းငွေကြက်3000နဲ့ဝင်းနန်းစုကိုပလောဝချင်းတိုင်းသား Anfarm ကျော်ဦးကစခုရရှိခဲ့ပါတယ်။ကျွန်တော်အနေနဲ့ကိုစင်အောင်ဖနက်ကိစ္စဖြစ်ကလေးကအရန်ကြောက်ခဲ့တာပါ။ဒါပေမဲ့ကြောက်တရားကကျွန်တော်ပြင်ဆင်ရမယ်ကြိုတင်ပြီးပြင်ဆင်ရမယ်ပို့ပြီးစူးစမ်းမယ်ပိုင်းနေဖြစ်လာခဲ့တယ်ကျွန်တော်ပြိုင်ပွဲတစ်လျှောက်လုံးမှာစူးစမ်းခဲ့ပါတယ် ်ခရမကမပြိုင်ချင်တဲ့စိတ်ထီကိုဖြစ်ခဲ့ရတယ်လည်းရှိပါတယ်ဘယ်လိုကြိုးစားပြီးတော့ဝတ်စားရမလဲဆိုတာပိုသိလာတယ်အခုချိန်ဝင်နိုင်ရခဲ့တော့တကယ်ကျေးဇူးတင်တယ်လို့မြန်မာစတာဝင်နာဆုရှင် FM ဂျောကပြောပါတယ်အစိုးရမြန်မာစတာ season 2ရဲ့ grand final မှာတော့ english song week popular song week ကိုဘွားနဲ့သက်ဆိုင်တဲ့တချင်း week နဲ့ grand final ညပိုင်းမှာဆိုပြီးတော့အပိုင်းလေးပိုင်းနဲ့အချမ်းပါခဲ့တာဖြစ်ပြီးကဲပြတ်တိုင်းနေတဲ့အသေးစရာစောက်ကုစေး ဆူရောမိခလာနဲ့အစီအောင်တို့ကပါဝင်ခဲ့ပြီးပြိုင်ပွဲဆုံးပိုင်းမှာဆူရောမိခလာအစားအစရောရီဗကာဝင်းနဲ့တေးစရာဆော့ခုကူစဲအစားဥက္ကဥတာကပါဝင်ဆောင်ရွက်လာခဲ့တာပါဒီပြိုင်ပွဲမှာ top 6တွေဖြစ်ခဲ့တဲ့ Enfermjo Hofi Nani Somyoya Sajo KD Sawan နဲ့ Nawal Chanthi တို့ငယ်ချေတာတို့ပြန်ရှင်းပြန်ခဲ့ရမှာမြန်မာစတားစီစဉ်တို့ဝင်းနာစုနဲ့စုချင်းငွေချက်သိန်း1000ကိုတော့ FRM Joe First Runner Up နဲ့စုချင်းငွေချက်သိန်း400ကိုနန်းနေ second runner up ဆုနဲ့အစုချင်းငွေကြက်သိန်းတရာကိုတော့ချင်းတိုင်းရင်သူ Hoffi ကစုခရရှိခဲ့ပါတယ်။ Special guest singer အနေနဲ့နိုင်ငံကျော်ဆိုတော့မိခလာမြန်မာ Star Season 1 Winlin Winner လန်လန် Season 1ပြိုင်ပွဲတေးတေးဆိုရင်းလာနဲ့ Season 2ပြိုင်ပွဲဝင်နေဖြစ်ကြတဲ့မှုမြတ်ချေ JK Sophia ယူဝေဖြိုးနဲ့ဇန်ဝလီတို့ကတိကျဖြောပြခဲ့ကြပါတယ်။ မြန်မာစားစီစဉ်တူမှာတော့ရှင်ပြိုင်သူ၄000ကျော်ရှိခဲ့ပြီးအစဉ်စဉ်ရွေးချယ်ပြီး Jack Audition ကိုတော့2024ခုနှစ်ဒီဇင်ဘာလ19ရက်က MICT Back ရှိမြန်မာ Star Studio မှာကျင်းပပြုလုပ်ခဲ့ပြီးအစဉ်စဉ်ရှင်ပြိုင်လာခဲ့ရတာပါမြန်မာစတားစီစဉ်2ကိုတော့ graphite နဲ့ပွဲကြီးကို April 10နေ့မှာကျင်းပဖို့ရည်ထားပေမဲ့မန္တလေးငရင်ဘေးဖြစ်ပွားခဲ့တဲ့အတွက် graphite နဲ့ပွဲကိုမေလ9ရက်နေ့မှာရပ်ပြောင်းရွှေ့ကျင်းပခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဝန်ထမ်းဆုရှင်ဖြစ်တဲ့ပလောက်ဝချင်တိုင်းရင်သား environment joke ကတော့မလေးရှားမှာ ထောင်6လကြာခဲ့တဲ့ကြောင်းပြောလာခဲ့ပါတယ်။မြန်မာစတာဝန်းနာ environment ကျော်ကတော့သူကမလေးရှားမှာ2022ခုနှစ်ကထောင်ကြခဲ့ပြီး6လခွဲဝင်းကျင်ကြာခဲ့တာဖြစ်ကြောင်းထောင်ထဲမှာနေစဉ်အနေထိုင်အစားအသောက်အဆင်မပြေတာရှိခဲ့ကြောင်းပြောပြခဲ့ပါတယ်။အိမ်တော်ခွက်နဲ့ထမင်းစားအိမ်သားရေတောက်ခဲ့ရကြောင်းကိုလည်းကျော်ဦးကပြောလာခဲ့ပါတယ်။ဒီလိုဒုက္ခအောင်များစွာနဲ့ရင်ဆိုင်ခဲ့ရပြီးမြဲသူ့ရဲ့မလျှော့သောဆွဲကြောင်းမြန်မာစတားပြိုင်ပွဲကြီးမှာပရမစုကိုထားရတဲ့တန်တန်ဆုကွေးခဲ့ရပဲဖြစ်ပါတယ်။ သူရဲ့ပရိသတ်တွေကတော့သူ့ကိုချီးကျူးနေကြပြီးနောက်လည်းအနုပညာလောကမှာအောင်မြင်တဲ့အစရောတယောက်ဖြစ်လာဖို့ဆုတောင်းပေးခဲ့ကြပါတယ်။ကျောင်းကတော့သူရရှိခဲ့တဲ့ဆုမွေတွေကိုလည်းလွယ်တဲ့နေရာတွေမှာကူညီသွားမှာဖြစ်ပြီးချင်းပြည်နယ်ကအချင်းတိုင်းသားတယောက်ဖြစ်တာကြောင့်ချင်းပြည်ကိုလည်းပြန်လည်အကျိုးပြုသွားမယ်လို့သိရပါတယ်။ပရိသတ်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါရနော်။